ချာတက်တော့ဖုံးနိုင်ရဲ့တငယ်ချင်းလို့ပဲဆက်ပြီးခွန်မိခိုင်းအဲ့ဝတ်ထရပါအဲ့ဒီမှာနော်မောင်ကခိုင်ကိုပြောတဲ့စာသားလေးဘဝဟုတ်တဲ့ဘဝဟုတ်တိရွက်နဲ့ပမာခိုင်း၍နိုင်ကြဇဒန်းဆိုလျင်တညာမှာတလွာတဲ့ရှိသောညောင်ရွက်နယ်ဘဝမျိုးလဲရှိတပါတဲ့ခိုင်း အညာတန်ယိုးတန်တညာမှာအလွာတစ်ဆယ်မကကျွယ်လာတဲ့စိမ်မန်းရွတ်နေဘဝမျိုးလဲရှိတတ်တယ်ခိုင်နဲ့ခိုင်နဲ့မောင်တို့ရဲ့ဘဝမှာမူကနှလွာပေါင်းမှတရွဲ့မြည်တော့နှလွာပေါင်းမှနော်နှလွာပေါင်းမှတရွဲ့မြည်တော့စွဲတော်ရွတ်နေဘဝမျိုးမို့နော်စွဲတော်ရွတ်ကလေးလိုနှလွာပေါင်းမှတရွဲ့ပဲမြည်ပါတယ်တဲ့နှလွာပေါင်းမှ တရွဲ့မြည်သောဆွေတော်ရွက်နဲ့ဘဝမျိုးမို့တလွာပြက်လျင်တရွဲ့မမြည်နိုင်တော့ပါခိုင်းအိစာဖတ်ပြီးတော့ဗျာယင်းမှာနော်လက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 ်တွေတုံလာတော့ကျွန်တော်အဲ့ချိန်15နှစ်ဗျာအဲ့ချိန်မှာကျွန်တော်မှင်းနေပိုင်းနဲ့တားတာပေါ့ခုနဆာလာပေါ့နော်တားပြီးတော့ငါကြက်တဲ့ကောင်မလေးတွေ့ရင်တော့အဲ့လိုရေးမယ်ပေါ့နော်အဲ့ရဇလန်းဆော့ရပါဗျာဆော့နောက်ဆုံးတော့ဘယ်ထိယောဂါကြီးလာလဲဆိုတော့ဗျာ ကျွန်တော်တို့ကျောင်းအဝင်ဝမှာဗျာဆော်ရဘင်ကြီးရှိတယ်ကျောင်းကကျောင်းအဝင်ဝမှာအဲ့ဆော်ရဘင်ကြီးမှာဗျာကျွန်တော်တို့တကယ်ချင်း၃လေးရောက်မနဲ့မနဲ့ဆော်ရွေးတွေလာလာခူးတာဗျာဆော်ရရွက်တွေကတော်တော်များများကိုပြောင်းတော့ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကလည်းပဲကြော်သေးကြိုက်တာမဟုတ်ဘူးဗျာတခါကြိုက်၅ရောက်၆ရောက်တော့အပြုတ်လိုက်အပြုတ်လိုက်အခိုင်လိုက်ခိုင်လိုက်ဆိုတော့အဲ့ဆော်ရရွက်တွေအများကြီးခူးရတာခူးပြီးတော့မှအဲ့ဆော်ရရွက်ကိုစောက်ကြတဲ့မှာညှက်ညှက်ပြီးတော့မှမဲတရွက်ကကိုနာမဲတရွက်ကကိုကြိုက်တဲ့ကောင်မလေးနာမဲပဲပြီးတော့မှညှက်ပြီးတော့ပေး